မင်္ဂလာပါခင်ဗျာ Chess Naru Channel ကနေပြောကြိုးစားပါရယ်ဒီနေ့မှာတော့ Chess စောင့်စားရတဲ့လူတိုင်းသိတဲ့နဲ့သိရမယ်အန်ဂိမ်းလေးအကြောင်းပြောပြကြပါမယ်။ကွင်းနေရထားကြီးကြံလို့ရှိရင်တစ်ဖက်ကင်းကိုဘယ်လိုဖမ်းရမလဲဆိုတော့အန်ဂိမ်းလေးပါကျွန်တော်အစားအစင်းသာကွင်းနဲ့ဖမ်းတာတစ်ခါရထားနဲ့ဖမ်းတာတစ်ခါဖီယိုနှစ်ခုလောက်ခွဲလို့ရင်ကောင်းမလားစဉ်းစားပါရယ်ဒါပေမဲ့လည်းသဘောတရားချင်းကခက်ဆန်နေပြီပဲမဟုတ်လို့ ဗီဒီယိုတစ်ခုထဲမှာပဲပေါင်းလုပ်လိုက်ပါတယ်။ chess ကစားပွဲမှာအဓိကအရေးကြီးတဲ့ချက်ကတော့တစ်ဖက်ကင်းကို checkmate လုပ်ပြီးတော့အမိဖမ်းဖို့ပါ။အခုလိုနေသားမျိုးမှာတစ်ဖက်ကရထားနှလုံးချမ်းပြီးတော့တစ်ဖက်ကကင်းတစ်ကောင်ပဲချမ်းတယ်။အဲ့လိုမျိုးနေသားမျိုးဆိုလို့ရှိရင်တစ်ဖက်ကင်းကိုဘယ်လိုဖမ်းမလဲ။ဒါကတော့အလွယ်ဆုံးအန်ဂိမ်းလေးတစ်ခုပါ။ဘယ်လိုဖမ်းမလဲဆိုလို့ရှိရင်တော့ကျွန်တော်ကဒီကင်းကိုတလိုင်းချင်းဖြတ်ပြီးတော့ဖမ်းပါမယ်။ရထားနဲ့ လိုင်းလိုင်းကိုဖြတ်လိုက်မယ်။ကင်ပင်နာလိုင်းကိုဖြတ်လိုက်မယ်။ပြီးလို့ရှိရင်နောက်ထပ်ယထားတစ်လုံးနဲ့နောက်လိုင်းကိုထပ်ဖြတ်မယ်။ပြီးလို့ရှိရင်ပထမယထားနဲ့တတိယမြောက်လိုင်းကိုထပ်ဖြတ်မယ်။ပြီးလို့ရှိရင်ဒုတိယမြောက်ယထားနဲ့အစရမြောက်လိုင်းကိုထပ်ဖြတ်မယ်။အဲ့လိုနဲ့ကဲကိုတောင်ဆုံးလိုက်ထိရအောင်လုပ်ပါမယ်။ပြီးလို့ရှိရင်တောင်ဆုံးလိုင်းကိုရောက်တဲ့အခါကျလို့ရှိရင်တစ်ဖက်ကင်းကိုယထားနှလုံးနဲ့ရှစ်လိုင်းအားနေဖြတ်ပြီးတော့နောက်ထပ်ယထားနှလုံးနဲ့ checkmate လုပ်ပါမယ်။ ဲ့လိုမျိုးရည်ရွယ်ပြီးတော့ကစားပါမယ်။အရန်လွယ်ပါတယ်ဒီရန်ဂိမ်းတွေအားအဲ့လိုဆိုတော့ပထမဆုံးအနေနဲ့ဒီကင်းရဲ့ဘေးနားကနေပြီးတော့လမ်းရနေပြီးတော့စဖြတ်ပါမယ်။ဘေးရထားရွှေရွှေရပါတယ်။ဥပမာဒီရထားနဲ့ဒီလမ်းကနေပြီးတော့ဖြတ်လိုက်မယ်။ကင်းကရှေ့တက်လို့မရတော့ပါဘူး။အဲ့ခါကျတော့ဥပမာကင်းကဒီနားကိုကပ်ပြီးရထားကိုစားမယ်ဆိုပါစို့။အဲ့လိုဆိုဘယ်လိုလုပ်မလဲ။ဒီကင်းရဲ့အဝေးဆုံးနေရာအဲ့လိုင်းပါပဲရွှေ့ပါမယ်။ဒီနေရာလောက်ကိုရွှေ့လိုက်မယ်။ ဒီလိုရွှေ့လိုက်မယ်။ထားပါအောင်ကင်းကဒီယထာနာကိုပြေးကတ်လာရဲဆိုရင်ဘာလုပ်မလဲ။အဲ့ခါကျရင်နောက်ထပ်ယထာတစ်လုံးနဲ့နောက်ထပ်ဒလိုင်းကိုထပ်ပြီးတော့ဖြတ်ပါမယ်။ဒီကနေပြီးတော့ချက်မယ်။အဲ့လိုဆိုရင်ဒီယထာကဒီကနေဖြတ်ထားတယ်။ဒီယထာကဒီဒလိုင်းကနေဖြတ်ထားတယ်။ကင်းကအဲ့နှစ်လိုင်းမှာသွားလို့မရတော့ဘူး။နောက်ဆုံးပြေးရလိမ့်မယ်။ထားပါအောင်ဒီကွက်ကိုပြေးခဲ့မယ်ဆိုလို့ရှိရင်ဒီကနေပြီးတော့ချက်မယ်။ဒီကွက်ပြေးခဲ့မယ်ဆိုရင်ဒီကနေပြီးတော့ထပ်ချက်မယ်။ကဲရရှေ့တက်လို့မရတဲ့ခါကြတော့ ဒီလိုင်းကလည်းဖြတ်ထားတဲ့အခါကျတော့နောက်ဘက်ဆုပ်ပြီးတော့ပြေးရပါလိမ့်မယ်အဲ့လိုမျိုးယထာနာကိုပြေးကပ်လာလို့ရှိရင်မလုပ်မလဲဆိုလို့ရှိရင်ထောင်ဆုံးဘက်ကိုသွားပါမယ်ထားပါတော့ဒီဘက်ကိုရွှေ့လိုက်မယ်ကဲရတကွက်ချင်းစီဘက်သွားလို့ရတယ်တို့ကြောင့်မလို့ဒီလိုမျိုးရရှောက်ရွှေ့နေမယ်ဒီကနေပြီးတော့ချက်မယ်အဲ့လိုမျိုးတစ်ဖက်ခင်ကထောင်ဆုံးလိုင်းရလွယ်လို့ဘဲမှသွားစရာမရှိရောရှေ့တက်လို့မရတော့ဘူးဆိုလို့ရှိရင်ဒီနားလေးရထားနဲ့ချက်လိုက်ပါမယ်ရထားနှကောင်နဲ့ ဒီလိုမျိုးဖြတ်ပြီးတော့ mail လိုက်မယ် check mail လုပ်လိုက်မယ်အဲ့လိုဆိုရှင်မိရွာပါလိမ့်မယ်အဖြူဘက်ကနိုင်သွားပါလိမ့်မယ်တကယ်လို့ကိုဘက်ကရထားရဲ့ကွင်းရဲ့ကြံပြီးတော့တစ်ဘက်ကဘာကောင်းမှမကြံလို့ရှင်ဟောအဲ့လိုဆိုရှင်ဖန်းတာပူရောင်လွယ်ပါလိမ့်မယ်ခုနကရထားနဲ့ line ဖြတ်တဲ့ပုံစံမျိုးပဲဖြတ်ပါမယ်ရင်ဆုံးနေနဲ့ဒီကင်းရှေ့တက်လာလို့မရအောင် light line ရနေပြီးတော့ဖြတ်လိုက်မယ် ွင်းနဲ့ဖြစ်ဖြစ်ရထားနဲ့ဖြစ်ဖြစ်ဖြတ်ပြီးတော့ကစားပါမယ်။ထားပါအောင်ကွင်းနဲ့ဒီလိုမျိုးဖြတ်လိုက်မယ်။အဲ့လိုဆိုရှင်တစ်ဖက်ကင်းကရှေ့ကိုတက်လာလို့မရတော့ဘူး။မလုပ်မလဲ။ထားပါအောင်ဒီလိုမျိုးပြေးကပ်လာခဲ့မယ်ဆိုရှင်ဒီကနေပြီးတော့ချက်မယ်။ကွင်းကဒီလိုင်းကနေဖြတ်ထားပြီးတော့ရထားကဒီကနေပြီးတော့ဖြတ်ထားတယ်။အဲ့တော့ကြောင့်မလို့ကင်းကနောက်ဆုတ်ပြီးတော့ပြေးရလိမ့်မယ်။ဒီကနေပြီးတော့ချက်မယ်။နောက်လိုင်းကိုထပ်ပြီးတော့ဖြတ်လိုက်တာပါ။ကဲအရှိတလို့လည်းမရတဲ့အခါကျတော့နောက်ဆုတ်ပြီးပြရလိမ့်မယ်။ ချက်မယ်နောက်ဆုံးဝိုင်းလိုက်ချက်မယ်ပြီးလို့ရှိရင်ဒီကနေပြီးတော့မိတ်မယ်အဲ့လိုဒီရာဖြစ်အနိုင်ကစားနိုင်ပါတယ်တစ်ဖက်ကအဲ့လိုချက်လိုက်မယ်ဆိုရှင်ဘယ်မှပြေးစရာမရှိတော့ဘူးဖြေသွားနိုင်ပါပါလိမ့်မယ်ဒါတော့အကွင်းနဲ့ရထားနဲ့ဖန်ပြီးပါဟုတ်ရှိမှာပြောခဲ့နှစ်ခုကတော့ကွင်းနဲ့ယထာဖန်းကြီးရဲ့ယထာနှလုံးဖန်းကြီးရဲ့အရန်လွယ်ပါတယ်အခုဆက်ပြောမှာရတော့ယထာနှလုံးနဲ့ဂျန်လို့ရှိရင ဘယ်လိုဖမ်းအောင်လဲဆိုရက်နီးရယ်ကွင်းတစ်လုံးနဲ့ကြံလို့ရှိရင်ဘယ်လိုဖမ်းအောင်လဲဆိုရက်နီးရယ်ပါကြထားရည်သာဆိုလို့ရှိရင်ရွှေရဲ့အခါတော့ပြောခဲ့ပါတယ်အလျားလိုက်တွေဒေါင်းလိုက်တွေတွားလို့ရတယ်ပြောရမယ်ဆိုလို့ရှိရင်ရွှေနီးမှာကလွယ်ဆုံးအကောင်လေးပါအဲ့လိုပဲအန်ဂိမ်းမှာလည်းပဲကြထားတစ်ကောင်နဲ့ကြံလို့ရှိရင်ကတစ်ဖက်ကင်းကိုဖမ်းတဲ့အခါမှာအရန်လွယ်ပါတယ်အဲ့လိုဆိုတော့ဘယ်လိုလုပ်မလဲဆိုရှင် ခုနကပြောတဲ့ end game လေးလိုမျိုးပဲ line ဖြတ်ပါမယ်ဘလို့ line ဖြတ်မလဲဆိုရှင်တစ်ဖက်ကင်းကိုရှေ့တက်လာလို့မရအောင် line line ရနေပြီးတော့ဖြတ်လိုက်မယ်ထားပါတော့ဒီနားကနေ rook c3 ဆိုပြီးတော့ရွှေ့လိုက်မယ်အဲ့လိုဆိုရှင်ယထာဒီ quad တွေကိုထိန်းထားရတဲ့အတွက်ကြောင့်မလို့တစ်ဖက်ကင်းကရှေ့ကိုတက်လာလို့မရအောင်ထားပါတော့ဒီလိုမျိုးရွှေ့ခဲ့မယ်ဆိုရှင်ကိုယ့်ရဲ့ကင်းကိုရွှေ့ပါမယ်ဘာလို့လဲဆိုရှင်တော့အခု quad မှာအားကြတော့ယထာနဲ့ လူမျိုးသွားချမ်းမယ်ဆိုရှင်ခင်ကရှေ့တက်လာတာပါလိမ့်မယ်အဲ့လိုဆိုတော့ဘာမှမထူပါဘူးဒါသာသလုံးနဲ့နဲ့ဟာတစ်ဖက်ကင်းကိုမိဖမ်းလို့မရပါဘူးကိုယ့်ရဲ့ကင်းအကူညီလိုပါတယ်အဲ့လိုဆိုတော့ဦးမလူမျိုးကင်းနဲ့လူမျိုးမျက်နှာချင်းဆိုင်လိုက်ပဲဒီနောက်ကင်းဟာဒီနောက်နေပြီးတော့ရထားကိုစားမယ်ဆိုပြီးတော့ပြင်လို့ရှင်ကိုယ့်ကင်းနဲ့ကပ်ပြီးတော့ရထားကိုကားလိုက်မယ်ကင်းချင်းမျက်နှာချင်းဆိုင်လိုက်မယ် ပြောမယ်ဆိုရှင်ကင်းကယထားလိုက်အနေနဲ့ဒီလိုမျိုးဖြတ်ထားတဲ့အခါကျတော့ဒီအကွက်တွေကိုကြော်ပြီးတော့သွားလို့မရပါဘူး။သူသွားနိုင်တဲ့အကွက်တွေကဒီနားတဝိုက်မှာပြောမယ်ဆိုရှင်ဒီစတုကအကွက်ထက်က square တွေအကွက်တွေမှာပဲရှိပါတယ်။အဲ့လိုဆိုထားပါဦး။နောက်ကဲကလူမျိုးပြေးခဲ့မယ်ဆိုရှင်ဒီကင်းကိုသွားနိုင်တဲ့နေရာကြီးပို့ပြီးတော့ကျင်းဝအောင်လုပ်ပါမယ်။ဘယ်လိုလုပ်မလဲဆိုရှင်ဒီနားကနေပြီးတော့ထပ်ဖြတ်လိုက်လို့ရတယ်။ ဲ့လိုဆိုရှင်နတ်ခင်ကိုခြံခတ်ထားတဲ့ဥစ္စာပို့ပြီးတော့ကျင်းသွားမှာပါနတ်ခင်ကလူမျိုးရွှေမှန်ဆိုရှင်ကိုယ့်ရထားကိုဒီလူမျိုးလိုက်ရွှေမှန်အဲ့လိုဆိုရှင်နတ်ခင်သွားနိုင်မယ်လမ်းကြောင်းကပို့ကျင်းလာမယ်ထားပါခင်ရလူမျိုးရွှေခံမယ်ဆိုရှင်အခုလက်မှာတော့ရထားကိုထပ်ရွှေလို့မရတော့ဘူးဘာလုပ်မလဲကင်းလိုက်ပါမယ်ကင်းရွှေမယ်ကင်းရွှေမယ်တပတ်ခင်ရအဲ့လိုမျိုးရွှေလိုက်ပြီဆိုရှင် ဒီလမ်းမှာတော့ကိုကင်ကကိုရထားကိုကာပါပေးနိုင်သွားပါပြီအဲ့လိုဆိုတော့ရထားနဲ့ထပ်ပြီးတော့အနက်ကင်သွားနိုင်တဲ့နေရာတွေကိုပို့ချင်းဝအောင်ခြံခတ်မယ်ခြံခတ်တယ်ဆိုတော့သင်စားပြီးတော့ပြောပါပါအနက်ကင်သွားနိုင်မဲ့နေရာတွေကိုပို့ချင်းဝအောင်လုပ်လိုက်တာပါကဲကလူမျိုးပြေးခဲ့မှဆိုရှင်ဒီနားကနေပြီးတော့ထပ်ပြီးတော့ခြံခတ်လိုက်မယ်ကဲကဒီနားရောင်သွားလို့မရတော့ပါဘူးဘာလို့မလဲဒီကွက်ပဲရွှေ့ရပါလိမ့်မယ် ဲ့လိုဆိုတော့ယထာထပ်လိုက်လို့မရတော့ဘူးဘာလုပ်မလဲကင်းလိုက်ပါမယ်အဲ့လိုမျိုးကိုဘကနေပြီးတော့ကင်းကိုယထာကိုကာပါပေးနိုင်တဲ့ square တွေကိုရောက်သွားပြီဆိုလို့ရှိရင်ယထာနဲ့ထပ်ပြီးတော့လိုက်ချုပ်ပါမယ်ပိုချင်းဝအောင်ခြံထပ်ခတ်ပါမယ်အဲ့လိုဆိုရင်ဒီနားကဖြတ်ထားတယ်ဒီနားရဖြတ်ထားတယ်ကဲဒီဘက်ထပ်ပြေးရမယ်ပို့ပြီးတော့သွားနိုင်မယ်လမ်းကြောင်းတွေကိုချင်းဝအောင်ချုပ်လိုက်မယ် ခင်ဟာဒီဘက်ထပ်ပြေးပါလို့ရှင်ယထာထပ်လိုက်လို့မရတော့ဘူးဘာလုပ်မလဲကဲလိုက်ပါမယ်အဲ့တော့ကိုယ့်ရဲ့ခင်ရကိုယ့်ရထားကိုကဘာပေးနိုင်တဲ့ square တွေကိုပြောက်သွားပြီ။အဲ့တော့ဘာလုပ်မလဲ။တစ်ဖက်ခင်ပို့ပြီးတော့နေရာချင်းဝအောင်ခြံထက်ကပ်ပါမယ်။တင်ရမှာတစ်ခုတည်ထားပါမယ်။ရထားကိုဒီလိုမျိုးထပ်ပြီးရွှေ့လိုက်လို့ရှင်တော့ stay mate ဖြစ်သွားမှာပါ။ ဘာဖြစ်လို့လဲအနက်ကင်ကဘယ်မှရွှေ့စရာ မရှိတော့ဘဲနဲ့ checkmate လည်းမဟုတ်ဘဲနဲ့ပွဲရပြီးွားမှာမဟုတ်လို့ပါအဲ့လိုမျိုးဘာမှ checkmate မဟုတ်ဘဲနဲ့ဘာမှရွှေ့စရာမရှိတော့လို့ရှင် stalemate ဖြစ်ပြီးရောအကွက်ဖြစ်ပြီးရောတည်ကြပါပါလိမ့်မယ်ဒီနားမှာတစ်ချက်သတိထားပါမယ်အဲ့ခါကျတော့ရထားမရွှေ့ဘူးဆိုတော့ဘယ်ကောင်ရွှေ့မလဲကင်းရွှေ့ပါမယ်တကယ်လို့ဒါလက်ကင်ကဒီ နောက်ဆုံးခွက်မှာရှိနေလို့ရှိရင်တော့ယထားနဲ့တရားနေပြီးတော့ချက်ပြီးတော့တခါတည်းမိတ်လိုက်လို့ရပါတယ်။ဒါမဲ့ခက်တာခင်ရဒီနာကြီးရအောင်လည်းသွားချက်လို့မရဘူး။တကယ်လို့ယထားကိုနောက်ဆုံးခက်မယ်ဆိုလို့ရှိရင်ခင်ရဒီပေါ်တက်ပြီးတော့ပြန်ထွက်လာလိမ့်မယ်။အဲ့လို့ဆိုတော့မလုပ်မလဲ။အနောက်ကင်ကိုဒီနာကနေပြီးတော့လည်းပြန်ထွက်မလာစေချင်ဘူး။ဒီခွက်ကိုလည်းသွားစေချင်တယ်။မလုပ်မလဲ။လှည့်ဆောင်ပါမယ်။အဲ့ခါကြလို့ရှိရင်လှည့်ဆောင်တယ်ဆိုတာကတော့ ကိုယထာကိုဒီအနက်ကဲလာနိုင်မဲ့အခွက်ကိုချုပ်ပြီးတော့နောက်ဆုံးပါပါဘယ်အခွက်ဆုံဆုံရပါလဲဒီနားတစ်ချောင်းမှာရှိနေတဲ့အခွက်ဒီဘယ်နားနောက်ဆုံဆုံဖြစ်ပါလဲထားပါဦးယထာကိုဒီနားကိုနောက်ဆုံလိုက်တယ်ပဲဆိုပါစို့အဲ့လိုဆိုရင်အနက်ကဲကဒီနားလည်းသွားလို့မရတော့ဘူးဘယ်သွားမလဲဒီတစ်ခွက်ပဲသွားစရာရှိပါတယ်ဒီနားရည်ရလည်းကင်းရထောက်ထားတယ်ဒီခွက်ကိုလည်းကင်းရောယထာရောနှစ်ကောင်လုံးကထိန်းထားတယ်အဲ့လိုဆိုတော့ဒီခွက်ပြေးရလိမ့်မယ် ခုနကပြောလို့ပဲခင်ဗျာတောင်စုံကကိုရောက်နေလို့ရှိရင်တော့ဒီကနေပြီးတော့ checkmate လုပ်လိုက်လို့ရပါတယ်ဒါပါပဲဒီ gainer rope နဲ့တစ်ဖက်ကင်းကိုဖမ်းတာအဲ့လိုဆိုတော့ကင်းတဲ့ရထားနဲ့ဖမ်းတာပဲဖြစ်ဖြစ်ဘယ်ကောင်းတဲ့ဖမ်းတာပဲဖြစ်ဖြစ်တိတာမာလေးတခုရှိပါတယ်အဲ့တော့အန်ဂိမ်းမှာအဲ့လိုမျိုးတစ်ဖက်ကင်းကိုအမိဖမ်းတဲ့အခါကြလို့ရှင့် အကွက်90အတွင်းမိအောင်ဖမ်းရပါတယ်တကယ်လို့အကွက်90အတွင်းမိအောင်မဖမ်းနိုင်လို့ရှင်အပြင်မှာဆိုရှင်တော့တစ်ဖက်ကနေပြီးတော့တည်တောင်းဆိုလို့ရပါတယ် chess.com မှာကစားလို့ရှင်တော့ကျွန်တော်တီးလောက်ကတော့တည်ရတန်းပေးပါတယ်အမေကင်းတဲ့ရထားဖမ်းလို့ရရမ်းလွယ်တဲ့အတွက်ကြောင့်မလို့အကွက်90အောင်ပြည့်စရာမလိုပါဘူးအကွက်20 30လောက်အတွဲမှာမိအောင်ဖမ်းလို့ရနိုင်ပါတယ်အဲ့လို့ဆိုပြန်ပြောမှန်ဆိုရှင်အရင်ဆုံးအနေနဲ့ တပတ်ကဲကိုရှေ့တက်လာလို့မရအောင်လိုင်းဖြတ်ပြီးတော့ချုပ်လိုက်ပါမယ်။ဥမာကဲကဒီလိုပြေးကပ်လာရင်ကိုကင်းနဲ့လိုက်မယ်။ကိုရထားကိုလာစားမဲ့ချိန်လို့ရှိရင်ဒီလိုမျိုးကင်းနဲ့ပြေးကပ်လိုက်မယ်။ကဲကလူမျိုးရွှေ့သွားရဆိုလို့ရှိရင်ရထားရွှေ့မယ်။တပတ်ကဲကိုနေရာပိုချင်းဝအောင်လို့လှုပ်လိုက်မယ်။ဒီများမှာထားပါအောင်နတ်ကင်းကဒီဘက်အောင်မရွှေ့ဘူး။ဒီနောက်ကိုဆုပ်သွားခဲ့ရင်ရောမလုပ်မလဲ။ ့လို့ဆိုရှင်လည်းလုံးလို့ရတဲ့နေရာအများကြီးရှိပါတယ်။ခင်းဟာဒီလိုင်းကနေပြီးတော့ဖယ်ပြီးတော့နောက်ကိုဆုပ်သွားတယ်။အဲ့လိုဆိုနောက်လိုင်းကနေပြီးတော့ထပ်ဖြတ်လို့ရပါတယ်။ဒါမှမဟုတ်ချက်ချင်းရထားနဲ့တက်သွားမယ်ဆိုရှင်ကလေးကောက်စားပါပါ။အဲ့ခါကျတော့ခင်းနဲ့လူမျိုးရွှေ့လိုက်လို့ရတယ်။ထားပါဦး။ခင်းကလူမျိုးရွှေ့ခဲ့မယ်ဆိုရှင်ဒီနားကနေပြီးတော့ဖြတ်လိုက်မယ်။အဲ့လိုဆိုရှင်နတ်ခင်းကဒီရှေ့တက်လာလို့မရတော့ဘူး။လူမျိုးရွှေ့ခဲ့မယ်ဆိုရှင် ချက်ချင်းကင်းရှိရနေပြီးတော့လူမျိုးချမ်းမဲ့ဆိုရှင်ဒီဘက်တွေထွက်ပြေးသွားလိမ့်မယ်အဲ့လိုဆိုကင်းကိုအသာလေးရထားကိုကိုင်းနေရနေပြီးတော့တစ်ဖက်ကင်းကိုရွှေ့ကိုင်းလိုက်မယ်ထားပါဦးကင်းကဒီလိုမျိုးရွှေ့သွားခင်ပြရနေပြီးတော့ဖြတ်မယ်စားပြင်ကစားပါကိုယ့်ရဲ့ကင်းအကူညီနဲ့ကိုယ့်ရထားကိုထိမ့်ပြီးတော့တစ်ဖက်ကင်းကိုတစ်ဖြည်းဖြည်းနဲ့ခြောင်ထဲကိုရအောင်ပို့ပြီးတော့ကစားပါပါ။အနည်းအားဖြင့်ကစားပြီးတော့ နိုင်နိုင်ပါတယ်တခုတရားမှာနှစ်ကွက်လောက်တော့ခြံမေးရပါမယ်ဘာလို့လဲဆိုတော့အကွက်ဖြစ်သွားမှာဆိုလို့ပါဒီလိုမျိုးတစ်ဖက်ခင်ကခြောင်ထဲကအကွက်ကိုရောက်သွားခဲ့မယ်ဆိုရှင်တော့အလဲဆောင်စရာမလိုပါဘူးနောက်ဆုတ်ပြီးတော့တခါရတန်းပြီးတော့မိတ်လိုက်လို့ရပါတယ်အဲ့လိုဆိုရှင် checkmate ဖြစ်သွားမှာပါ တကယ်လို့များကိုယ့်ဘက်မှာကင်းရယ်၊ကိုင်းရယ်ကြံပြီးတော့တစ်ဖက်မှာကင်းတကောင်နဲ့ကြံလို့ရှိရင်ရောဘယ်လိုဖမ်းကြမလဲအဲ့လိုမျိုးကွင်းကြံလို့ရှိရင်လည်းပဲဖမ်းတဲ့နီးရယထားဖမ်းနီးလိုမျိုးပဲလွယ်ပါတယ်ပထမဆုံးကွက်ကတော့ group နဲ့ဖမ်းနီးလိုမျိုးပဲ line ဖြတ်ပါမယ်ထားပါအောင်ဒီကနေပြီးတော့တစ်ဖက်ကင်းကိုရှေ့တက်လာလို့မရအောင် line ဖြတ်လိုက်မယ်အဲ့လိုဆိုရှင်ကင်းကရှေ့တက်လာလို့မရတော့ဘူးကဲဒီလိုမျိုးနောက်ဆုတ်သွားခဲ့မယ်ဆိုရှင် ဒီနေရာမှာ꽌ရှိရဲ့ဘက်ကနေပြီးတော့တစ်ဖက်ကိုမိဖမ်းနိုင်တဲ့နီလန်လေးကအများကြီးရှိပါတယ်။ကျွန်တော်မှတ်လို့အလွယ်ဆုံးနီလန်လေးတစ်ခုပြချင်ပါတယ်။အဲ့နီလန်ကဘူလတ်တိုပလေးစတိုမှာလည်းအရန်သုံးဝင်ပါတယ်။ဘလို့လုံးပါလဲဆိုအရှင်တော့တစ်ဖက်ကင်းရွှေရဲ့အတိုင်းကိုကွင်းကိုလိုက်ရွှေပြီးတော့တစ်ချိန်တည်းမှာလည်းအကွာမမိအောင်လည်းသတိထားပြီးတော့တစ်ဖက်ကင်းကိုထောင်ဆောင်လိုက်တနေရာရာကိုရအောင်ပို့ပါပါ။ ဘလို့ရေလုံးပါလဲဆိုနေကြရှိပါတယ်။ဘုတ်တော်မှာပြပါမယ်။ကဲအားဥမှာဒီလိုမျိုးရွှေဝါခဲ့မယ်ဆိုရှင်ကိုယ့်ရဲ့ကွင်းကိုဒီလိုမျိုးလေးလိုက်ရွှေမယ်။အလုံးရွှေလိုက်ခြင်းအပြင်ကွင်းအားဒီနားတွေလိုက်ထပ်ပြလိုက်တယ်။ဒီနားအရာတွေလည်းလိုက်ဖြတ်ထားတယ်။နောက်ပြီးတော့ဒီလိုင်းဟိုပါကွင်းအားထိန်းထားရတဲ့အတွက်ကြောင့်မလို့ကဲအားတက်တက်ဆုပ်လို့မရဘူး။ထားပါအောင်ကဲအားဒီလိုမျိုးရွှေဝါခဲ့ရောမလုပ်မလဲ။တစ်ဖက်ကင်းရွှေရတဲ့အတိုင်းပဲလိုက်ရွှေပါမယ်။ဒီလိုမျိုးလိုက်ရွှေမယ်။ ရမယ်ဆိုရှင်တစ်ဖက်ကင်းကိုတွားနိုင်မယ့်နေရာတွေကိုပိုချင်းဝအောင်ခြံခတ်လိုက်တာပါပဲ။ထားပါအောင်နှက်ကင်းကလင်မျိုးလေးဘေးလိုက်လေးရွှေ့သွားခဲ့မယ်ဆိုရှင်ကို့ကွယ်ကိုလည်းဘေးလိုက်သေးဒီလိုမျိုးလေးလိုက်ရွှေ့မယ်။ကင်းရဲ့အကူအညီအောင်မလိုပါဘူး။တစ်ဖက်ကင်းကတဖြည်းဖြည်းနဲ့နေရာပို့ပြီးတော့ချင်းချင်းလာပါတယ်။ကွင်းဟာသူ့နာကိုလိုက်လာတဲ့အတွက်ကြောင့်မလို့။ကင်းကလင်မျိုးရွှေ့ခဲ့မယ်ဆိုရှင်သူရွှေ့ရတဲ့အတိုင်းလေးလိုက်ရွှေ့မယ်။လင်မျိုးလိုက်ရွှေ့မယ်။ကင်းကလင်မျိုးသွားခဲ့မယ်ဆိုရှင် သူရွှေ့ရတဲ့အတိုင်းလေးလိုက်ရွှေ့မယ်အဲ့လိုဆိုရှင်ပထမဆုံးလောက်ရမယ့်ရည်ရွယ်ချက်ကပြီးသွားပါပြီမလုပ်တာလဲဆိုရှင်တော့တစ်ဖက်ကင်းကိုထောင်ဆုံးလိုက်အောင်ရအောင်ပို့လိုက်တာပါအဲ့လိုမျိုးလိုက်ရွှေ့ရတဲ့အခါ ਈ မှာအကွက်မမိအောင်လည်းလည်းတော့တည်ထားပါပဲပြီးကြရင်ပြပါမယ်ထားပါအောင်အနက်ကင်းကဒီနားကြီးသွားလို့မရတော့ဘူးဒီရှေ့လည်းတက်လို့မရတော့ဘူးဒီကွက်ပဲရွှေ့စရာရှိရောအဲ့လိုမျိုးထောင်ဆောင်လားကိုရောက်သွားခဲ့မယ်ဆိုရှင်တော့ကုကင်းကိုခေါ်ပါမယ် ကဲတက်လာမယ်ပြီးရင်ဒီနားလောက်ကဖြစ်ဖြစ်ညနေချင်းဆိုင်လိုက်မယ်အဲ့လိုဆိုရှင်ဒီနေရာမှာ checkmate လုပ်လို့ရနီလန်းတစ်ခုရှိပါတယ်ဒီကနေ checkmate လုပ်လဲရတယ်ဒီရှေ့တဲ့ကနေ mate လဲရတယ်ထားပါဦးဒီကနေပြီးတော့ချက်မဲ့ဆိုရှင်လဲဒါ checkmate ဖြစ်သွားပါပြီဘာလို့လဲဆိုရှင်အဲ့ကေကဒီနားကြီးသွားလို့မရဘူးဒီရှေ့တဲတက်လို့မရဘူး ဖြူကင်းရှိနေတဲ့အတွက်ကြောင့်မလို့ဒီကပြေးလို့ရှင်လဲကွင်းလမ်းကြောင်းကြီးပဲသွားလို့မရဘူးအဲ့ခါကျတော့ဒီနားမှာနေပါပါလိမ့်မယ်နောက်တစ်မျိုးမိတ်လို့ရတာတော့ကင်းရှိတဲ့တဲ့ဟာနေဒီလိုမျိုးချက်မိတ်လို့လည်းရပါတယ်အလို့ဆိုရှင်အနက်ကင်းကဘယ်နားမှာပြေးလို့မရတော့ပါဘူးကွင်းကိုလည်းစားလို့မရပါဘူးစားခွင့်လည်းမရှိပါဘူးဘာလို့လဲဆိုရှင်ကွင်းကိုစားရင်ရိုးလေးစဉ်းစားမှန်ဆိုရှင်တော့ဖြူကင်းအပြန်စားပါပါဒါပေမဲ့အဲ့လိုစားခွင့်တောင်မရှိပါဘူး အားကြောင့်မလို့ဒီလိုမျိုးကစားမယ်ဆိုရှင်လည်းမိတ်ပါတယ်ဒီနားမှာတခုတည်တာမှာ statement မမိအောင်လို့မဖြစ်အောင်လို့နည်းတတိထားပါမယ်အဲ့လိုမျိုးရွှေ့ရခါကြတယ်ဥမာခုနကွက်တွေပဲတခြားလောက်ပြန်ပြပါမယ် live ဖြတ်မယ်တစ်ဖက်ကင်ကိုရှေ့တက်လာလို့မရအောင်လှုပ်လိုက်မယ်ကင်းရွှေ့ရတိုင်းလေး live ရွှေ့မယ်ကဲအောင်ဆောင်းလေးရှိရင်ကိုလည်းဆောင်းလေးရွှေ့မယ်။ကဲအောင်ဘေးရိုက်ရွှေ့သွားခဲ့မယ်ဆိုရှင်ကိုကွယ်ကိုလည်း ေးလိုက်လိုက်ရွှေ့မယ်ဒီနေရာမှာထားပါအောင်ခင်ဗျာဒီဘက်တွေပြေးသွားခဲ့မယ်ဆိုချင်တဲ့ခုတ်ခွဲကိုလည်းနောက်ကနေလိုက်လာမယ်ဒီတောင်ဆုံးခွက်ကိုပြေးသွားခဲ့မယ်ဆိုချင်ပျော်ပြီးတော့နောက်ကနေပြီးတော့မလိုက်ပါပါနဲ့အဲ့လိုဆိုချင် stay mate ဖြစ်သွားပါလိမ့်မယ်အဲ့လိုမျိုးထပ်ခင်ဗျာတောင်ဆုံးဘက်ကိုရောက်သွားခဲ့မယ်ဆိုချင်တော့တောင်ဆုံးလိုင်းကိုရောက်သွားခဲ့မယ်ဆိုချင်တော့တိတ်ပြီးတော့ logging နဲ့သူရွှေ့ရတဲ့အတိုင်းလိုက်ရွှေ့ဖို့မလိုပါဘူးရိုးလေးပဲဒီနားလောက်ကနေပဲဖြစ်ဖြစ် ဒါမှမဟုတ်လည်းလူမျိုးလေးရွှေ့ပြီးရောပဲဖြစ်ဖြစ်လိုင်းဖြတ်လိုက်ပါမယ်ပြောရမယ်ဆိုရှင်တစ်ဖက်ကင်ကိုရွှေ့စရာနေရာလေးနှစ်ကွက်လောက်တော့ခြံပြရပါမယ် statement မဖြစ်အောင်ပါဘာလို့လဲဆိုရှင်တစ်ဖက်ကင်ရွှေ့ရတဲ့အချိန်လူမျိုးကြီးလိုင်းရွှေ့မယ်ဆိုရှင်တော့ဒီရကြပါပါလိမ့်မယ် statement ဖြစ်သွားမှာမဟုတ်လို့ပါအဲ့လိုဆိုတော့အနက်ကတောင်စုံကွက်ကိုဦးတည်ပြီးတော့ပြေးသွားခဲ့မှဆိုရှင်အတင်းဆုံမလိုက်ပဲနဲ့ အလောကြီးမလိုက်ပဲနဲ့တစ်ဖက်ကင်းအတွက်နေရာလေးခြံမိရပါမယ်။နှစ်ကွက်သုံးကွက်လောက်ဖြစ်တယ်။ပြီးကြအောင်မှကိုကင်းကိုအနောက်ကနေပြီးတော့လိုက်ပြီးတော့ခေါ်လာမယ်။ပြီးလို့ရှိရင်ဒီနားလောက်ကဖြစ်ဖြစ်ညနေချင်းဆိုင်လိုက်မယ်။အားပါကင်းကထောင်ဆုံးမကိုပြေးသွားလိုက်မယ်ဆိုရှင်။ဒီကနေပြီးတော့ချက်မိတ်လို့လိုက်လို့ရတယ်။အဲ့လိုဆိုရှင်နှစ်ကင်းကဘယ်မှပြေးစရာမရှိရော။ ်ဖြူဘက်ကနိုင်သွားပါလိမ့်မယ်အဲ့လို့ဆိုကွင်းနဲ့ကဲနဲ့ကဖမ်းလို့ရတဲ့နေရာအများကြီးရှိပါတယ်နောက်ထပ်တနည်းထပ်ပြပါမယ်အဲ့တော့ခုနကပြခဲ့တဲ့ဇထားနဲ့ဖမ်းတဲ့နီးလိုမျိုးပဲလိုက်ရွှေ့ရပါပထမဆုံးအနေနဲ့လိုက်ဖြတ်မယ်လိုက်ဖြတ်တယ်ဆိုတာကတော့တစ်ဖက်ကင်းကိုရှေ့တက်လာလို့မရအောင်ဖြတ်လိုက်တာပါအဲ့ပါကင်းကဒီနောက်ကိုရွှေ့ပါခဲ့မယ်ဆိုလို့ရှိရင် ွင်းကိုရထားလို့ပဲသဘောထားပြီးတော့ခဏလောက်သဘောထားပြီးတော့ကင်းနဲ့လိုက်ပြီးတော့ကစားပါမယ်။ထားပါအောင်ဒီကနေပြီးတော့ကင်းကိုရှေ့တက်လာမယ်။ကင်းဟာဒီနားကိုလာခဲ့မယ်ဆိုရှင်ကွင်းနဲ့ဒီကနေပြီးတော့ချက်မယ်။ပြောမယ်ဆိုရှင်ဒါလိုင်းဖြတ်တာပါပဲ။အဲ့လိုဆိုရှင်ကင်းဟာဒီနားကြီးသွားလို့မရတော့ဘူး။အဲ့ဒီကွင်းဖြတ်ထားတဲ့အကွက်ထဲမှာချန်ခတ်ထားတဲ့အကွက်ထဲမှာပဲဒီနားလေးမှာပဲသွားလို့ရပါတယ်။ထားပါအောင် ခင်ဟာဒီဘက်ကိုရွှေ့သွားခဲ့မယ်ဆိုရှင်ကိုယ့်ရဲ့ queen ကိုခုနကယထားလိုမျိုးပဲသဘောထားပြီးတော့လိုက်ပြီးတော့ခြံခတ်ပြီးတော့ကစားပါမယ်မျိုးလိုက်ပြီးတော့ခင်ကိုလိုင်းဖြတ်မယ်ခင်ဟာဒီလိုမျိုးရွှေ့သွားခဲ့မယ်ဆိုရှင်ကိုယ့်ရဲ့ queen ကဒီနားတွေချက်လို့ရှင်ခင်ဟာဒီဘက်ကိုချော်ပြီးထွက်လာလိမ့်မယ်အဲ့လိုဆိုမဖြစ်သေးဘူးဘာလို့မလဲခင်ကိုခေါ်ပါမယ်ဒီဘက်ကခေါ်လို့ရှင်နည်းနည်းကြာပါတယ်ဒီကနေပြီးတော့သွားလာရင်တော့ပို့ပြီးတော့မြန်ပါလိမ့်မယ် ဒါပေမဲ့လူမျိုးရွှေလည်းရအောင်ရပါတယ်။ထားပါအောင်အနကင်ကလူမျိုးရွှေကံမဲ့ဆိုရှင်ကိုယ့်ရဲ့ queen ကိုရလားလို့မျိုးပဲသဘောထားမယ်။ဒီနားနေပြီးတော့လိုက်ပြီးတော့ခြံခတ်ကစားမယ်။အဲ့လိုဆိုရှင်အနကင်ကဒီနားပဲပြေးစရာရှိရဲ့။ queen နဲ့ဒီနားနေထချလို့မရအောင်ဘာလို့မလဲ။ကင်းလိုက်ပါမယ်။ကင်းကဒီနားကိုလည်းပြန်လာလို့မရပါဘူး။အဲ့လိုဆိုဒီနားပြေးပါမယ်။ကင်းလည်းလိုက်မယ်။ဒီနားပြန်လာမယ်။ တရားပြလာလို့ရှိရင်တော့တခါတည်းကင်းရှေ့ရနေပြီးတော့ check mate လုပ်လိုက်လို့ရပါတယ်ဒီ pattern လေးကိုလည်းတစ်ချက်လောက်မှတ်ထားပါမယ်ကွဲနဲ့ကင်းရှေ့တဲ့တဲ့ဟာနေပြီးတော့တောင်ဆုံးလိုက်မှာရှိနေရဲ့တောင်ဆုံးလိုက်ဆိုတော့အစွန်လိုက်မှာရှိနေရဲ့ကင်းရှေ့တဲ့တဲ့ဟာနေပြီးတော့ကိုယ့်ရဲ့ကွင်းနဲ့ရှေ့ရနေပြီးတော့ချက်လိုက်မယ်ဆိုရှင်အဲ့ဒီကွက်က mate ပါတယ်ဘာလို့လဲဆိုတော့ကင်းကရှေ့တက်လို့လည်းမရဘူးဘေးနားကြီးသွားလို့လည်းမရဘူး ခွင်းကအဲ့ဒီခွက်တွေကိုအကုန်ဖျက်ထားရဲတော့ကြောင့်မလို့ပါခွင်းကိုစားလို့လည်းမရပါဘူးနောက်မှကင်းရင်ရှိနေပါတယ်အဲ့လိုဆိုဒီနေရာမှာနတ်ကင်းကလူမျိုးပြေးကံမှန်ဆိုရှင်ကိုယ့်ရဲ့ကင်းနဲ့အသာလေးလိုက်သွားပါမယ်ဓမ္မမဟုတ်လဲခွင်းကိုရထားလို့ပဲသဘောထားပြီးတော့လိုက်ပြီးတော့ခြံခတ်ကစားလဲရပါတယ်ဒီနားကနေသွားမယ်ဆိုရှင်နည်းနည်းကြားနေမယ်ထားပါဦးနှစ်ကွက်လောက်ရွှေ့လိုက်မယ်ဒီနားကနေပြီးတော့ခြံခတ်လိုက်မယ် တခုတတိထားမှာတစ်ဖက်ကင်းကိုသွားစရာအကွက်လေးနည်းနည်းလောက်ခြံမိရပါမယ် statement မဖြစ်အောင်ပါဒီမျိုးရွှေပါခဲ့မယ်ဆိုရှင်ကွင်းရှိတတ်မယ်ဆိုရှင်အကွက်ဖြစ်သွားမှာပါ statement ဖြစ်မှာပါအဲလိုဆိုကင်းလိုက်လာမယ်ပြန်ဒီနားနေပြီးတော့ချက်လိုက်မယ်ကင်းကရှိတတ်လို့လည်းမရတော့ဘူးနောက်ကလိုက်ရလဲကွင်းကနေပြီးတော့ဖြတ်ထားတယ် ဲ့တော့ကြောင့်မလို့အဲ့လိုဆိုရှင်မိတ်ွားပါလိမ့်မယ်။နားမဟုတ်ဒီနားနေပြီးတော့ရှစ်တဲတဲအားနေပြီးတော့ checkmate လုပ်လဲရပါတယ်။ဒါတော့ကင်းတဲ့ကွဲနဲ့ဖန်ပြီးပါ။ဒီနေ့ပြောခဲ့တဲ့ရထားတွေကွဲနေတဲ့တစ်ဖက်ကင်းကိုအန်ကိန်းမှာဘလို့ဖမ်းရမလဲဆိုတဲ့နီးလေးပြောတာတော့ဒီနားမှာပဲရလိုက်ပါမယ်ခင်ဗျာ။တကယ်တော့ဖမ်းလို့ရတဲ့နေရာဒီဗီဒီယိုထဲမှာပြောသွားတဲ့နေရာပဲရှိရတော့မဟုတ်ပါဘူးအများကြီးရှိပါတယ် နောက်ပိုင်းကျရင်အပြည့်အဝနဲ့တည်လာပါလိမ့်မယ်။ဒါပေမဲ့အခုမှစကစားမဲ့သူတွေအတွက်ကတော့ဒီလောက်တည်ရရင်ဟိုပဲအဲ့လိုမျိုးအန်ဂိမ်းမှာဖန်တတ်တယ်ဆိုလို့ရှိရင်ဟိုပဲကစားလို့ရပါတယ်။အားလုံးကျေးဇူးတင်ပါတယ်ညာ။